အေးနောက်တစ်ခုကပါလဲလို့ဆိုလို့ရှိရင်ကာမေတုမိစ္ဆာစာကာမကိစ္စတွေမှာလူတွေရဲ့ထုံတမ်းစင်လာလူဥပဒေနဲ့ခွင့်ပြုထားတာတဲ့ကြုံလွန်ဖောက်ဖြက်ပြီးတော့လူစီကန်းကိုဖောက်ဖြက်ပြီးလူတွေရဲ့ဂုံတိတ်ခါကင်းမဲ့တဲ့ကာမဂုံကိစ္စတွေကိုဆောင်ရွက်ပြီးဆိုရင်တော့ကာမ ကာမေတုမိစ္ဆာဆရာမမရေကာမကိစ္စမှားရင်မှုကိစ္စအဲ့ဒါဟာလိုက်နိုင်ရမှာမလိုက်နိုင်ဘူးကာမကိစ္စတွေမှားရနေလို့ဆိုလို့ရှင်ကိုချင်းတီလာပျက်စီးမှုဖြစ်တယ်အဲ့ဒီကိုချင်းတီလာပျက်စီးတဲ့ပုဂ္ဂိုလ်ဟာဖြစ်လျာဖြစ်လျာဘဝမှာလူမုံများခြင်းလူစင်မမင်ခြင်းဆိုတာတွေကြုံတွေ့ကြတာ လူစင်မမီတဲ့ပုံကိုယ်တွေဖြစ်လာတတ်တယ်တဲ့လူမုံများခံရတဲ့ပုံကိုယ်တွေဖြစ်တာအဲ့လိုမျိုးတွေဖြစ်လာမှဆိုလို့အမေငယ်ကိုလည်းကြောက်တတ်စေတယ်ဒါကြောင့်မို့သီလဝိပတ္တိဒီကိုချင်းသီလကိုလည်းပြည့်စုံအောင်လုပ်ကြမပြည့်စုံလို့ပျက်စီးပြီဆိုလို့ရှိရင်တော့အခြေအနေတစ်ခုဆိုးဝါးမှုမိမိတဏ္ဍာဖြစ်စေနိုင်တယ်ဟောနောက်တစ်ခုကတော့မူတဝါဒလို့ခေါ်တယ် ဥဒဝါရဥဒဝါရဆိုတာဟာအမှန်ကိုသိလျက်နဲ့အမားကိုပြောဆိုမှုတမင်္ဂလာအမားကိုပြောဆိုအဲ့ဒီအမားကိုပြောဆိုခြင်းဖြင့်တစ်ဖက်သားရဲ့အကျိုးစီးပွားတွေကိုပြက်အောင်လုပ်တာလို့ဒီလိုဆိုအေးအပြောအပြည့်ပြောတဲ့ဥဒဝါဒနဲ့တစ်ဖက်သားအကျိုးစီးပွားပြက်အောင်ပြောတဲ့ဥဒဝါဒမတူတတ်ဘူးပေါ့သို့တော်လည်းဥဒဝါဒ အမှန်မပြောဘူးဆိုတာမှန်တယ်များဟာမပြောသင့်တဲ့အရာတစ်ခုပဲဖြစ်တယ်။မြတ်စွာဘုရားကဆုံးမတယ်။ရေစရာလုတ်ပြီးတော့မလိမ်ပြီးတော့မပြောနဲ့။ဘုဒ္ဓဘာသာကိုရှောင်းနေအောင်ကြိုးစားကိုယ်နှုတ်ကထွက်ပြီဆိုရင်အမှန်ကိုပဲပြောမယ်။မပြောချင်ဒီတိုင်းလေပြောပြီဆိုရင်အမှန်ကိုပဲပြောလို့ဒီလိုဆိုတာပေါ့။အမပြောမဲ့နေတာနဲ့ဒီ ဘာမှအပြစ်မရှိသေးဘူးပြောတဲ့မိဆိုတဲ့အချိန်မှာပြောပြီဆိုရင်တော့မှပြောဖို့သို့သောမိမိပြောလိုက်တဲ့စကားတစ်ခုဟာမှားနေမှန်သိရတဲ့အမှန်လုတ်ပြီးတော့တစ်ဖက်သားနိမ့်နံဆုံရှုံသွားအောင်လှုပ်ထားကြတော့ဘုဒ္ဓဝါဒကိုချင်းသီလပြက်ပြားစေတတ်တဲ့အရာတစ်ခုဖြစ်သွားအေးကိုချင်းသီလပြက်ပြားအောင်ပြက်ပြားတဲ့ကျွလွန်မှုဟာဒီဘဝမှာဆိုရင်ဘုဒ္ဓဝါဒပြောတတ်တဲ့ပုဂ္ဂိုလ်ရဲ့စကားကိုဘယ်သူမှမယုံဘူး ဒါလက်တွေ့ဘဝမှာလိမ်နှက်တဲ့ပုဂ္ဂိုလ်ရဲ့စကားကိုလူမယုံဘူးနောက်ဆုံးမှာသူ့ရဲ့အကျိုးဆက်အနေနဲ့ဘာတွေဖြစ်တတ်တုံးဆိုဆွတ်ဆွဲခံရတတ်ကိုမလုံဘဲနဲ့လုံတယ်လို့ဆွတ်ဆွဲခံပြစ်မှုကြီးတွေဆွတ်ဆွဲပြီးတော့မိမိကိုပြစ်ဒဏ်ပေးခံရတာမျိုးတွေကြုံတတ်တယ်ဒါကြောင့်မို့ဘုဒ္ဓဘာသာဆိုတာရှောင်ရမယ်ရသော်ဘုရားသခင်ကိုရောမြတ်က သားတော်ရဟုလာလေးကိုရေခွက်ကလေးထဲမှာရေခတ်ပြပြီးတော့တဝက်လောက်ရေလေးခတ်ထားပြီးရေခွက်ထဲမှာရေအနည်းငယ်သာရှိတာကိုမြင်ရလားမြင်ပါတယ်ဆိုတော့အေးလိန်ပြောတတ်တဲ့ပုဂ္ဂိုလ်ရဲ့သဏ္ဍာန်မှာကိုချင်းတရားဟာအနည်းငယ်ပဲရှိတယ်လို့သူတို့ဟောကလေးနားလည်အောင်လို့သစ္စာပြဆုံးမတ် ။နောက်ကြတော့ခွက်တဲ့ရေတွေကိုတုံလိုက်ပြီးတော့ရအောင်လားဟောဒီခွက်တဲ့ရေရှိသေးလားမရှိတော့ပါဘူး။အေးအဲ့ဒါလိုပဲလိန်တတ်တဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာကိုခြင်းတရားဆိုတာလောကမရှိတော့ဘူး။ပြီးတော့မြတ်စွာဘုရားခွက်ခွက်ကလေးကိုမောက်ပြအဲ့ဒီလိုမောက်ပြပြီးတဲ့အခါရအောင်လားဟောဒီခွက်မောက်ထားတဲ့ထဲမှာရေရှိရလားမရှိပါဘူး။အဲ့ဒါလိုပဲလိန်တတ်တဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာ ကိုချင်းတရားဆိုတာလုံးဝပြပြသွားပြီလို့လိန်လီမှုရဲ့အပြစ်တွေကိုမြတ်စွာဘုရားနားလည်အောင်ဆုံးမအောင်ဒါကြောင့်ရှင်စရာအနေနဲ့တော့လိန်လီမှုကိုမပြုနဲ့လို့ဆုံးမကိုချင်းသီလနဲ့ပတ်သက်နောက်တစ်ခုကဘာတော့ဆိုလို့ရှိရင်သူရမေရယသူရမေရယဆိုတာအယက်သေးစား ဘုရင်ဆေဝါလူရဲ့စိတ်ကိုပြောင်းသွားစေတတ်တဲ့ဘုရင်စေတတ်တဲ့စိတ်ပြောင်းသွားစေတတ်တဲ့အရာတွေမှန်သမျှသူရမေရယလို့ဆိုဒါမှမဟုတ်မစ္ဆပမာဒတ်တာရှင်မှုတယ်မေးလျော့တယ်အစစ်မှန်နေကိုမသိတော့ဘဲနဲ့ရှင်မှုသွားစေတတ်တဲ့မေးလျော့စေတတ်တဲ့ဆိုရဲ ဒီမူရစေဝါမျိုးအယက်သေးစာမျိုးရှောင်ရတယ်မရှောင်ဘူးဆိုရင်ကိုကျင့်တိလာပြက်ပြားခြင်းပဲလို့ခေါ်တယ်။အဲ့ဒါကိုတိလဝိပတ္တိလို့ခေါ်တယ်။ရှင်းပါတိလဆောက်တည်လို့ရှင်းပါတိလတဲ့ကနောက်ထပ်ဖြည့်ဆွက်ပြီးဆောက်တည်ထားတဲ့တိလတွေကျိုးလို့တော့အပြစ်ကြီးမကြီးဘူး။နာဘတိလမှမလုံဘူးဆိုလို့ရှိရင်တော့နာဘတိလပျက်စီးခြင်းကြောင့်ဖြစ်ပေါ်လာမဲ့အကျိုးဆက်တွေကတော့ခံရတယ်။ ဒီလိုဆိုလိုတာပေါ့နော်အဲတော့ငါးပါးသီလလို့ဆိုရဲသီလဝိပတ္တိသီလပျက်စီးပြီဆိုလို့ရှိရင်တဲ့ဒီပုဂ္ဂိုလ်ဟာပေရီချားမဲ့မှာအပင်ငရဲကိုကြောက်ရောက်သွားစေနိုင်တယ်ဒီအကုသိုလ်ကြောင့်အပင်ငရဲကိုကြောက်စေနိုင်ဒါကြောင့်မို့သီလပြည့်မှုဟာအရေးကြီးတယ်အမတ်တမဲမနေပဲနဲ့အမှန် ဘာမှအရေးမကြီးဘူးလို့စိတ်ထဲမှာမအောင်မိပဲနဲ့ကိုချင်းသီလပြက်ပြားမှုကိုအရေးမပါသလိုမလုပ်သင့်ဘူးဒါဟာအရေးကြီးတဲ့ပျက်စီးမှုတစ်ခုဖြစ်တယ်လို့တံမိုးထားပြီးတော့ဒီပျက်စီးမှုမျိုးမရှိအောင်ရှောင်ကျင်ဖို့လိုအပ်တယ်လို့ဒီလိုဆိုတာအလေးနဲ့ထားဒီလိုကိစ္စမျိုးနဲ့ပတ်သက်ပြီး ကိုကိုကိုချင်းမြတ်နိုးတဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းဟာကိုကိုကိုကောင်းစားစေခြင်းနဲ့ချမ်းသာစေခြင်းနဲ့ဆိုတဲ့ပုဂ္ဂိုလ်ကြီးမိမိကိုယ်တိုင်ကိုချင်းတီလာမပြတ်ပြောင်းအောင်ထိမ့်ထိမ့်ဆောလျှောက်တဲ့နာပေါ့အေးငါးပါးတီလာပြည့်ပြည့်စုံစုံလုံးပြီဆိုရင်တီလာတမ္ပရာလို့ခေါ်တယ်သူများတဲ့တတ်ချင်းမှရှောင်ခြင်းနဲ့သူများဥစ္စာမတရားယူခြင်းမှရှောင်ခြင်းနဲ့သူတစ်ပါးသားမယားပြစ်မှားခြင်းမှရှောင်ခြင်းနဲ့ သူတစ်ပါးပြက်အောင်လိမ့်လီလီစားပြောကြခြင်းကရှောင်းခြင်းနဲ့ဝိရစေဝအယက်တေစာလောကရှောင်းခြင်းနဲ့ဆိုတော့သီလသမ္မာကိုခြင်းသီလကိုခြင်းသီလနဲ့ပြည့်စုံပြီဆိုရင်လူဘဝရဖို့နတ်ဘဝရဖို့တည်တည်ချမ်းမြေ၌ကောင်းရသူရောက်ဖို့ဆိုတာမခဲဘူးသီလပျက်စီးနေပြီဆိုရင်တော့မမျောလင်းနဲ့မျောလင်းပွဲမရှိဘူးသီလနဲ့ပြည့်စုံပြီဆိုရင် လူဘုံနတ်ဘုံဆိုတဲ့အခုလက်ရှိရနေတဲ့အနေအထားမျိုးဆက်လက်ရရှိဖို့အတွက်အခြေအနေတစ်ခုကောင်းနေတယ်လို့ဒီလိုမြတ်စွာဘုရားဒီလိုပြောတယ်။သီလပြည့်ခြင်းကြောင့်တခြားဟာပြည့်ခြင်းကြောင့်အပင်ငယ်မကြဘူးတဲ့သီလပြည့်ခြင်းကြောင့်တော့အပင်ငယ်ကျနိုင်တယ်။သီလနဲ့ပြည့်စုံခြင်းဟာတခြားအရာတွေပြည့်စုံခြင်းနဲ့ဥပ္ပါစီဘဥစ္စာပြည့်စုံတယ်လို့ဆိုတဲ့အခါမှာ စီပါလေးစားပြည့်စုံမှုကြောင့်ဒီဘဝမှာချမ်းသာမှုရတာလို့ရှိတယ်။သီလနဲ့ပြည့်စုံပြီဆိုရင်ဒီဘဝတွေမကဘူး။နောက်တန်တရားပါချမ်းသာမှုကိုရနိုင်တယ်လို့ဒီလိုဟောတော့ပြည့်စုံမှုဆိုတဲ့အထက်မှာလဲသီလနဲ့ပြည့်စုံမှုကအရေးပါတယ်။စီပါဥစ္စာပြည့်စုံမှုတဲ့ပိုတမိုးကြီးတယ်လို့ဒီလိုမှတ်သားထားပြီးတော့နိုင်နာကျင့်သုံး